ဝတ်ဆိုတာအမြဲတမ်းလဲပါလားရှင်ဗျာဝတ်မလဲဘဲနဲ့ပဲနိဗ္ဗာန်ရအောင်ရောလုပ်လို့ရပါသလားနောက်တစ်ခုကအဟောတိကံဆိုတာရောဘာပါလဲရှင်ဗျာအဲ့ပါဝတ်ဆိုတဲ့စကားလုံးကိုဖုံးဖို့ရှင်းပြမယ်။ပမာရီနားလဲနေတာကိုကလူတယောက်ကိုချီကျိုးအောင်လုပ်လိုက်ရင်ကိုချီကျိုးတယ်။မှန်ပါဗျာ။အဲ့ဒါကိုဝတ်လဲတယ်လို့ယူဆတယ်။မှန်တော့အဲ့ဒါတော့အကျိုးပေါ်တယ်လို့ပြောတယ်။မှန်ပါဗျာ။ဝတ်တဆိုတဲ့အထိပ္ပယ်အဲ့ဒါပြောတာမဟုတ်ဘူးသူက။မှန်ပါ။ဝတ်က၃မျိုးရှိတယ် မှန်ပါဗျာကိလေသာဝကမ္မဝဝိပါကဝဝတ္တဆိုတာလေပတ်ပြီဖြစ်တယ်အကြောင်းနဲ့အကျိုးနဲ့လေပတ်နေတာမှန်ပါဗျာဥပမာဘဝကြီးဆိုဘုန်းတော်လေပတ်တာလေအခုမနေ့ဆိုရင်နေထွက်လာတယ်ပြီးရင်နေဝင်သွားတယ်မှန်ပါညရောက်တယ်ပြီးရင်တစ်ခါမနေ့ရောက်တယ်ဒါလည်းလေပတ်နေတာပဲလေမှန်ပါဗျာလေပတ်မှုကိုဝတ္တလို့ခေါ်တယ်မှန်ပါဗျာအဲ့တော့ဘာလို့လေပတ်တာလို့ဆိုရင်ရှင်တဲ့ကလိုချင်တဲ့စိတ်တွေဖြစ်တယ်မှန်ပါကိလေသာ မှန်ပါဗျာလိုချင်တဲ့စိတ်ဖြစ်တော့ရအောင်လုပ်တယ်ကံကံတမရလာတဲ့ဝိပါကအကျိုးမှန်ပါဗျာလိုချင်တယ်ရအောင်လုပ်တယ်ရတယ်လိုချင်ပြန်တယ်ရအောင်လုပ်ပြန်တယ်ဟိုစူးစမ်းပြန်တယ်ဆိုဒီအကြောင်းအကျိုးကြီးကလဲပတ်နေတာဟိုဒါဝတ်လို့ခေါ်တယ်ဝတ်မလဲပဲနိဗ္ဗာန်ရအောင်လုပ်လို့ရလားဆိုဒီအကြောင်းအကျိုးဆက်ဆက်နေတာတွေကိုနိဗ္ဗာန်ရအောင်လုပ်တယ်ဆိုတာကဒီချဲကလောက်ရတယ်သူကမှန်ပါဗျာ ဝတ်ထဲမှာပဲနိဗ္ဗာန်ရအောင်လုပ်လို့ရတယ်နိဗ္ဗာန်ရောက်သွားရင်ကတော့ဝတ်တာလည်းထွက်သွားပြီသူကမှန်ပါဗျာဒီထဲမှာ तू ကလုပ်လို့ရဘုံမလဲပဲဆိုတာတော့မဟုတ်ဘူးဘုကတော့လဲမှာဘုလဲတယ်ဆိုတာဗမာရင်းနားလဲတယ်ကိုကသူများကိုမတရားလုပ်လိုက်လို့ကိုမတရားလုပ်ခံရတယ်ဆိုဝတ်လက်မှုမျိုးပြောတာမဟုတ်ဘူးကိရိတာရှိရင်ကံဆိုတဲ့အလုပ်တရားရှိလာတယ်ကံရှိလို့ရှိရင်အကျိုးတရားဆိုတာရှိလာတယ်နော်အဲ့တော့ကိရိတာဖြစ်သည့်အတွက်ကြောင့်ကံဖြစ်တယ်ကံဖြစ်သည့်အတွက်ကြောင့်အကျိုးတရားတွေပေါ်တယ် အဲ့ဒီအကြောင်းအကျိုးဟာလက်ပတ်နေတယ်လို့ဆိုလိုတယ်။နော်။အဲ့ဒီလက်ပတ်မှုကိုရက်တော်အောင်လုံးမနေပါရော။အဲ့တော့ရက်တော်အောင်လုံးတဲ့ဆိုတာဒီဝတ်ထဲမှာပဲလုံးလုံးလို့ရတယ်။ကိလေသာကိုဖယ်ရှားဖို့ကြိုးစားရမယ်။မှန်ပါဗျာ။ကိလေသာကိုဖယ်ရှားလိုက်လို့ရှိရင်ကိလေသာတွေငြိမ်းသွားရင်ကံကလည်းပြတ်သွားရော။မှန်ပါဗျာ။ကိလေသာနေရောဒီကမ္မနေရောတော့ကိလေသာငြိမ်းမှကံငြိမ်းတယ်။မှန်ပါဗျာ။ ကိလေသာငြိမ့်သွားရင်ကံငြိမ့်သွားတယ်ကံငြိမ့်သွားလို့ရှိရင်ဝိပါကဆိုတဲ့နောက်ကအကျိုးမလာတော့ဘူးမှန်ပါဗျာအဲ့ဒါနေပါရောက်ချင်းပဲဖြစ်တယ်ပေါ့မှန်ပါเนาะဟောတိကံဆိုတာကနားလည်အောင်ပြောရမယ်ဆိုရင် expire ဖြစ်တော့ပြောတာမှန်ပါဗျာ expire ဆိုတာစေပစီနဲ့သတ်မှတ်ထားတဲ့အချိန်ကုန်လို့ရှိရင်သူက expire ဖြစ်တာမှန်ပါဗျာဘာပစီပဲဖြစ်ဖြစ်သတ်မှတ်ထားတဲ့အချိန်ပိုင်းကျော်သွားရင်ဒါ expire ဖြစ်တာမှန်ပါဗျာဒါဟောတိကံရဲ့အသေးပဲကအဲ့ ကန်းနေတော့ဖြစ်သွားပြီအကျိုးမလာတော့ချိန်ဒီကစံတတိကုံသွားပြီလို့ဆိုလို့တယ်ကန်းရဲ့စံတတိတခုကုံသွားပြီကန်းကိုသူကတတ်မှတ်ထားတာရှိတယ်ကန်းတခုလှုပ်လို့ရှိရင်ဒီဘွားမှာအကျိုးပေးတဲ့ကန်းကိုဒိဋ္ဌဓမ္မဝိရဏိယကန်းလို့ခေါ်တယ်ဒီဘွားမှာအကျိုးပေးတယ်နောက်ဒုတိယဘွားမှာအကျိုးပေးမဲ့ကန်းကိုဥပပစ္စဝိရဏိယလို့ခေါ်တယ်နောက်တင်းတော်တဲ့ဘွားတခုမှာအကျိုးပေးမဲ့ကံမျိုးကို ဒီအပရပရိယဝေရဏိယကံလို့ခေါ်တယ်။အကံ၃မျိုးဒီဘဝမှာအကျိုးမပေးမဲ့ကံကသူအကြောင်းအကျိုးမညီသည့်အတွက်ကြောင့်သူကအကျိုးထုတ်လို့ရမှာမထုတ်လို့ဘူး။ဒီဘဝကလည်းပြီးဆုံးသွားပြီဆိုရင်အကံအဟောတိဖြစ်သွား။အဲ့ဒါအေကံကောင်းတာရောဆိုးတာရောနှစ်ခုစလုံးဖြစ်နေတယ်။နှစ်ခုစလုံးဖြစ်တယ်။နှစ်ခုစလုံးနဲ့သက်ဆိုင်တယ်။မှန်ပါဗျာ။ဥပမာတစ်ခုဖုံးကနားလဲအောင်ပြောရမယ်ဆိုလို့ရှိရင် ကဘာကျော်လူသက်သမားကြီးအင်္ဂုလိမာလာပေါ့ကြားဘူးတယ်ပေါ့နော်အဲကြားဘူးပါဗျာအဲအင်္ဂုလိမာလာလူတွေတတ်ထားတယ်ဘာနာတိပတ္တကံမှန်ပါဗျာသို့တော့ကိလေသာတွေကိုသူပယ်လိုက်နိုင်သေးတဲ့အတွက်ကြောင့်အဲ့ဒီကံတွေကဒီဘဝမှာပဲချိုးပေးနိုင်တယ်သူကနောက်ဘဝဆိုမရှိတော့မှန်ပါဗျာသူကဘာဆိုကိလေသာပြတ်သည့်အတွက်ကြောင့်နောက်ဘဝဖန်တီးပေးမယ်တဏှာဆိုသူကမရှိဘူးကံနဲ့ကိလေသာတွေမရှိဘူးနောက်ဘဝမရှိသည့်အတွက်ကြောင့်နောက်ဘဝမှာငရဲကြရမယ်ဒီသူ့လောက်ထားတဲ့ကံတွေဟာစပယ်ရဖြစ်သွား အဲ့ဒါဆိုရင် तू อ่ะဒီဘွားမှာပဲ तू ရဟန်းပြုနေတဲ့အချိန်တော့ကဲနဲ့အထုခံရတာဝိုင်းဆဲတာလောက်ပဲအဲ့ဒါလောက်ပဲနဲ့ပြီးသွားတယ်တယ်မဗျာပြီးသွားတယ်ဟိုအမျိုးလိုပေါ့တသက်တကြွန်းကြာမှာတဲ့လူငယ်ချမ်းသာခွင့်နဲ့တရက်လောက်နဲ့လွတ်သွားသလိုဖြစ်မှာပေါ့ကံကိလေသာတွေကိုဖျက်ဆီးလိုက်သည့်အတွက်ကြောင့်ကံတရားအကျိုးပေးခွင့်မရှိတော့မပေးနိုင်တော့ဘူးပေါ့နော်ကိလေသာနဲ့ကံပေါင်းဆက်မှတ်သူကအကျိုးပေးတာမျိုးစေ့ပောက်တာပဲချိန်တယ် မြည်နဲ့ရည်နဲ့တွေ့မှာပေါ့ထမလားမှန်ပါဗျာမှန်ပါမြည်နဲ့ရည်နဲ့မတွေ့အောင်တွေးချောက်တဲ့နေရာမှာထားလိုက်မယ်ဆိုရင်ဒီမျိုးစီကပေါ့တော့လေတင်ပါဗျာမှန်ပါအဲ့ဒါလိုပါပဲဟုတ်တယ်မှန်ပါ